တကူလက်ပံမှာ30ကျော်လောက်သေးဒါလေးတို့ချမပြဘူးချမပြဘူးခစ်တက်လည်းခစ်တက်ကလည်းချမပြဘူးဒီကြက်တွေဘူးမချမပြဘူးခွက်ခေါက်တွေကလည်းချမပြဘူးဒါလေးချမပြဘူးတို့ကလည်းချပြလို့မရဘူးတို့ကချပြလိုက်ရင် PDF တွေစိတ်တကြတယ်ဒါတို့ပြည်သူဘယ်လိုကာကွယ်ရမလဲပြည်သူကအမိပြည်သူကအဖဆိုတဲ့စောင့်မုတ်တွေပေါ့နော်ကျွန်တော်ရဲဘော်တွေကောင်းကောင်းရိုက်တော်ထားရှိနော်ပြီးရင်ဒီပေါ်မှာပေါ့နော်ကျွန်တော်တို့ကလူငယ်တွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်တို့ရဲဘော်တွေကပေါ့နော်နင်းရခံကြရတယ်ပြစ်ဆက်ရဲတယ် ဟယ်လိုချစ်ရတဲ့မြေပပီတူညီကိုမော်ရမာများအလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ18ရက်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနဲ့ကျွန်တော်တို့ဒီနေ့ညနောက်ဆုံးကြားသိရတဲ့ပါနော်တော်လန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဗီဒီယိုမှာကြည့်ခင်မှာအယုံဆုံးနဲ့တရင်တော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့စကောင်းဆောင်နဲ့ဆေးရရှိတွေရုံးဆက်ရဆေးဝန်ချုပ်ကအဓိကလုံချွေးတာဝန်ယူထားရတဲ့အမတ်6စစ်စေးကိုကဲမှုဌာနချုပ်စကားခ6မှာလက်နေကြီးတွေတက်ဆင်ပြီးတော့မှခန်းစစ်ပြနေတဲ့ဆိုတဲ့တရင်ပဲဖြစ်ပါတယ် စကားခ6ဆိုတာနေပြီးတော့အတွက်တည်တံ့ထားတဲ့တရင်တမလို့တောင်ပြောလို့ရတယ်သူတို့ကဂျိုပြီလို့တတ်တာရှိတယ်ပြောလို့မရဘူးဝင်လာခဲ့တည်ရှိတော်ဆိုတဲ့ကြောက်စိတ်ပေါ့တရင်တက်တက်ကြားပြီဆိုတာနဲ့ခန်းစစ်ကိုချက်ချင်းလင်ငင်းပြင်တဲ့အနေထားပါအခုပြင်နေတယ်ဆိုတော့တကယ်လို့တိုက်ကောင်းတိုက်နိုင်လာတဲ့အနေထားမျိုးကိုသူတို့မျိုးမှန်းထားပုံရတဲ့အနေထားရောက်နေပြီဆိုပြီးတော့မာစီဒမ်စတာဘူကြီးစင်ရောနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်အခုစင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရနေပြီးတော့ပါနော်သူတို့ဒီစစ်ရာရှိကောင်းဆောင်တွေကိုလုံချွဲယူပေးထားတဲ့စကားချောင်းအနီးမှာသူတို့အနေနဲ့ တော်တော်လေးကိုလွန်ချွေးသွင်းမိထားတော့ကျွန်တော်တို့တွေ့တာပြုံးမမှကြာခင်မာတော့ကျွန်တော်တော်လိုင်းရဆိုတဲ့နေပြည်တော်အထိရောက်ရှိနိုင်တဲ့ဆိုတာသူတို့ဟုတ်ဆိုရင်ရိမ့်မိနေကြတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့စစ်ရေးတင်းမာနေတဲ့မန္တလေးတိုင်းမြင်းချိုင်မြို့နယ်မှာအမျိုးသမီးတွေကိုစစ်တင်တန်းပေးနေတယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးစစ်တင်တန်းကိုမြင်းချိုင်မြို့အခြေစိုက်အမှတ်15ချင်းမြတ်တရင်ဌာနချုပ်မှာတင်တန်းပေးနေတာဖြစ်ပြီးတော့မှ ဒီရာယူမှုဥဆောင်တဲ့ပေါ့နော်ပြူခွေးတွေကနေပြီးတော့မှဥဆောင်ပြီးလှုပ်လှုပ်ဆောင်နေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်အခုရပိုင်းပြည်သူတွေပေါ်မှာညပန်းနေဆက်တက်ဖြတ်ပြီးတော့မှမြင်းချန်နယ်မှာတော်တော်လေးကိုတွေးဆိုးနေတဲ့ဒီရာယူမှုတို့ပြူခွေးတိုက်ကနေပြီးတော့မှခုဆိုရင်မြို့သမီးတွေကိုပါလူတက်စုဆောင်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီမြင်းချန်နယ်တဝိုင်းမှာတော့အခုဆိုရင်တပ်ဖွဲ့တွေတော်တော်လေးပြင်းထန်နေတာပဲပြည်မစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းပေါ့နော်။ကြာဆုံးမှုတွေရှိနေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နေ့ညပထမဆုံးနေ့ကျမှာကတော့ဘူဂျီနေမျိုးစင်ရနေပြီးတော့မှကျွန်တော် ဒီပြပရောက်ပြီးသူတွေအားလုံးရောပြပလို့မှရှိတဲ့ပြသူအားလုံးအနေနဲ့ပေါ့နော်ဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပေါင်းပေးချဖို့ပြောဆိုထားတယ်ပဲဖြစ်ပါတယ်။ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်နော်။ဖြီးချန်းနဲ့ဖြတ်တန်းတဲ့အခါကျွန်တော်တို့ကခက်ခဲတွေအများကြီးကြုံရပါတယ်။ဒီတစ်ပြင်းတော်လိုင်းရေးစစ်တီတော်တွေအတွက်လိုအပ်တဲ့စီရီဖုန်းနဲ့ချိုးလို့တဲ့အစီအစဉ်ကိုကျွန်တော်အနေနဲ့တိုးချဲ့ပြီးတော့ဆောင်ရွက်အစီအစဉ်တွေရရှိပါတယ်။ခက်ခဲမျိုးများစွာကြားတဲ့ကျွန်တော်ဒီဒီတော်လိုင်းရေးသသားတွေမဖြစ်နေလိုအပ်တဲ့စီရီဖုန်းတွေရရှိဖို့ကျွန်တော်အနေနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်တာအခုကျွန်တော်ကျွန်တော်တို့အကြိမ်ပြင်းတဲ့ဖက်ကို ျွန်တော်ရှစ်ပြောင်းချက်ထွင်ပြီးတော့စိတ်ုံဒီဆောက်ဒီပတ်နေတာဖြစ်ပါတယ်။ဒါဆိုတော့ Granny ဘက်မှာကျွန်တော်တို့ဆောင်မှုကြီးအမြင်ခဲ့တယ်။လူလူဝဲလူလူဝဲနဲ့ကျွန်တော်တို့ဆောင်ရွက်နိုင်ခဲ့ပြီးပြီးအခုကျွန်တော်တို့စစ်တောင်းလင်ပြင်းနဲ့ညာမြေပြန့်ဘက်က online စစ်တီတော်ကျွန်တော်တို့အစီအစဉ်ဖောင်းနေချုပ်လုပ်နေတော့ကျွန်တော်တို့မြေပြန့်ဘက်ကိုမိုက်တယ်နော်မြေပြန့်တိုင်းသူဒီမွန်တော်တွေကိုလည်းဆက်စုပညာအကြောင်းအပြင်ပြီးကိုကျွန်တော်တို့ဆုံးသားနေတယ်။ဆိုတော့အခုအခုကကျွန်တော်တို့ကျွန်တော်ဆိုရင်ဒီမှာရောက်ပြီးတော့အထက်900နဲ့800ကျားကျွန်တော်တို့ချုပ်လုပ်ပြီးဖြစ်တယ်။ဝိုးပြီးတော့ပေါင်း 900ကျော်အတွက်ကိုဒီတော့တက်ဆင်ပေးခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ဒီကျွန်တော်မြေမြေမှာတွေ့ဆုံနေရတွေ့ကြုံနေရအခြေအနေက uniform ကအထိုက်လောက်တော့လုံလောက်ပြီပေါ့။ဒါပေမဲ့တို့ဘာတွေလိုရနေလဲ helmet တွေလိုတယ်၊ chica vest တွေ၊ chica ပြားတွေနဲ့ chica engine တွေလိုတယ်။ထပ်ပြီးအခုမြင်တွေ့ရတဲ့အခြေအနေကဘာလိုရလာလဲဆိုတော့တို့ဒီ gas ပေါ့နော်။တန်းငွေကမျက်နှာပုံးနေထပ်လိုရတာတွေ့ရတယ်။ဘာလို့ဆိုတော့ passive ကျန်ဖက်ကောင်စီဘက်ကနေပြီးတော့နောက်ဆုံးတိုက်ခတ်လာတဲ့အစ်မြင့်မြင့်တို့ကျွန်တော်ကြည့်ရတာတော့ဒီအစိမ့်ငွေတွေ အသုံးပြုလာတာကိုကျွန်တော်တွေ့ရပါတယ်အစိမ့်ငွေတွေနောက်အစိမ့်ငွေဘုံတွေကျဲချတယ်အောက်မှာရှူချရတဲ့ဒီ online city အနေနဲ့အစိမ့်ငွေရှူပြီးလို့အာဒီရေပြားယောဂါတွေမူဝင်သွားတယ်သတိလက်သွားတာတွေလုံးဝအာအောင်အာရင်ကုန်ခန်းပြီးတော့မိလဲသွားတဲ့အနေအထားတွေအကျုံရတယ်အဲဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ပြည်သူမှပြည်သူခုခံတွန်းလှန်စစ်အတွက်ကိုပြည်သူ့အခွင့်အရေးနဲ့ရအောင်တော့ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတကာကိုလည်းပန်ချားချင်ပါတယ်မိပညာတွေပုံပုံမြင်မာလာတဲ့စစ်ပွဲဆင်နွှဲနေရတဲ့အချိန်မှာကျွန်တော်တို့ပြည်သူမှပြည်သူကစိတ်သက်ခွန်အားနဲ့ကြိုးသောနိုင်ငံကိုထွားတော့ပြည်ရင်နဲ့ပါမိပညာအခွင့်အရေးရကြတော့ ဒီပညာမြင့်မြင့်ဖြစ်တဲ့နိုင်ငံကြီးတွေရဲ့အကူအညီကိုကျွန်တော်တို့လိုအပ်ပါတယ်ဗျာအားကြောင့်မလို့နိုင်ငံတကာအခုဖြစ်နေဂျပန်နဲ့အော်စတြေးလျတို့နောက်နောက်က Indo-Pacific Strategy အရဒီဖွဲ့စည်းထားတဲ့ကျွန်တော်တို့ရဲ့ဒီ Quad အဖွဲ့တွေဒီဖွဲ့ကနိုင်ငံကြီးတွေကိုကျွန်တော်တို့နေနဲ့နိုင်ရခံကြမှာလေကျွန်တော်တို့ဟာရုရှားနဲ့တရုတ်ရဲ့ backup နဲ့အခုအခုကျွန်တော်ရုရှားပေါ်ပေါ်တင်တင်ထောက်ခံလာတဲ့ရုရှားရဲ့ backup နဲ့ဒီပညာမြင့်စစ်လက်နက်ပစ္စည်းဖြည့်ဆည်းဆောင်ပကားကြီးတဲ့ဘုံတွေအစိတ်ဘုံတွေထောက်ပံ့ပေးထားခံရတဲ့ main online facet တက်ကိုအခုကန်ချိန်မုန်းနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကအင်ကုန်အားကုန်ရုံးနေကြပါတယ် ဒါတော့ဘူဂျီနီမျိုးစင်ရတဲ့ပြည်တော်မှာပါနော်သူတို့အနေနဲ့ကျွန်တော်ဒီကျန်တဲ့နေရာဒေသတွေမှာဒီစစ်ယူနီဖောင်းတွေရရှိဖို့သူကိုယ်တိုင်ဦးဆောင် ပြည်တော်မှာချုံနေပြီဆိုတဲ့အကြောင်းပါနော်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့တော်လိုင်းရေးဘော်တွေကတော့လိုအပ်ချက်တွေများစွာရှိနေတာဖြစ်မှာခုဆိုရင်ဘူဂျီနီမျိုးစင်ဦးဆောင်တဲ့တော်လိုင်းရေးအားစုတွေကနေပြည်တော်မှာဒီလိုမျိုးပါနော်ထောက်ဖို့ပစ္စည်းတွေရရှိအောင်စူးစမ်းနေတာကိုတွေ့ရပဲဖြစ်ပါတယ်ကျန်တဲ့ကျွန်တော်တို့ဒီဂျီကာအုပ်ထုပ်ဂျီကာအင်ဂျင်နဲ့ကျန်တဲ့ပစ္စည်းတွေကိုလည်းပါနော်တွေ့ရနေပြည်တော်မှာပြည်သူတွေအားလုံးပူးပေါင်းပြီးတော့မှပေါ်လူတန်းပေးချဖို့ပြောဆိုထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ခုဆိုရင်စကွေးတတရဲ့ မိဘရံကိုအားကိုးပြုမှာပေါ့နော်ရုပ်မှန်နေကြတဲ့ဒီလိုမျိုးလို့ရတဲ့ဟာဆိုရင်ကျတို့ပေါ်ပေါ်ထင်းထင်းနဲ့ခုနောက်ပိုင်းတွေးနေရတာမို့လို့ကျတို့ပြည်သူတွေအားလုံးပေါ့နော်စူးစူးစီးစီးနဲ့စစ်ကောင်စီကိုတတ်ထုတ်ရမယ့်ချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီစစ်ကောင်စီတသားတွေပေါ့နော်မူယူပြည်တော်မှာအရေးခံရတဲ့အကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျတို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တမတော်တွေကစကားသက်အစီအစဉ်အနေနဲ့ပြည်သူ့စစ်မှုထမ်းတင်နန်းစင်တူရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင် ျွန်တော်အကူအညီလေးတောင်းမြင်လို့ပါကျွန်တော်ပြောတာလေးတွေကိုလိုင်းပေါ်တင်ပေးလို့ရမလားမသိဘူးကျွန်တော်ကတမတော်ကြီးဘူတင်တန်းကြောင်းဘာထူးမှဖွင့်တဲ့ပြည်သူစစ်မှုထမ်းအပတ်စဉ်ရှစ်ကနေတင်တန်းဆင်းသွားတဲ့တင်တန်းသားပါတင်တန်းမှာနီးပြတက်ခွဲမှုကင်နေတဲ့ဘုံမူဖြိုးဝေတင်းနဲ့လူတက်ကြပြုံးချို့တို့အကြောင်းကိုရင်ဖွင့်ချင်တာပါဘုံမူပြိုးဝေတင်းဟာကျွန်တော်တို့တင်နန်းသားတွေကို မတရားသဖြင့်ဆဲဆိုအနိုင်ကျင့်ခဲ့ပြီးလူမဆန်အောင်လဲရိုက်နှက်ပါတယ်ကျွန်တော်တို့အိမ်ကနေမိဘတွေက ဘုံမူးကေပေးတဲ့ကိုပတ်စံလွှဲပေးရင်လည်းနှစ်သိန်းဆိုရင်နှစ်သောင်းလောက်ပဲပြန်ပေးပါတယ်ကျွန်တော်တို့လိုအပ်လို့သွားထုတ်ရင်လည်းကျွန်တော်တို့ကိုအမြဲဆဲလွတ်တယ်ဗျပြီးတော့သူကအမြဲမူးယူနေတော့ပြဿနာမတက်အောင်သူ့မျက်နာပဲကြည့်နေကြရပါတယ်နီးပြဆရာဒုတက်ကျပြုံးချိုကလည်းသူ့အတိုင်းပါပဲမထင်မထင်တယ်လို့ရိုက်နှက်ပါတယ်ကျွန်တော်ပြောချင်တာကဘုံမူးဖြိုးဝေတင်းနဲ့ဒုတက်ကျပြုံးချိုတို့တင်းနှဲနီးပြတွေအဖြစ်အမှမရှိရင် တင်နန်းသားတွေအတွက်အဆင်ပြေသွားမယ်လို့ထင်ပါတယ်။တာဝန်ရှိတဲ့လူကြီးတွေတေချာစီစစ်ပြီးစုံစမ်းစီစဉ်လို့ပါ။သူတို့တွေကအရန်ရိုက်တော့နောက်ထပ်ရောက်တဲ့တင်နန်းသားအစ်စ်တွေဟာညင်ယုံနဲ့လန့်ပြီးထွက်ပြေးသွားကြပါတယ်။နောက်ရောက်လာမယ့်တင်နန်းသားအစ်စ်တွေကျွန်တော်တို့လို မခံရစေချင်လို့ပြောပြတာပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ တပ်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့လည်းကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒီပြောတဲ့ကောင်ကလည်းပေါ့နော်ဒီစစ်ကောင်စီကိုအားပေးတဲ့ကောင်ဖြစ်ပြီးမှခုဆိုရင်သူပြောတဲ့ပုံစံရတော့တသားတဲ့တွေကိုသူ့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းဖို့ကိုပြောဆိုနေတဲ့ပုံစံကျွန်တော်တွေ့ရပဲဖြစ်ပါတယ်အခုထိတောင်မှအတိတ်တရားမရှိဘဲသူတို့အထက်အရာရှိတွေကို ဒီလိုမျိုးပေါ့နော်ရာထူးပြောင်းဖို့ပြောတဲ့ကောင်ကတော့ကျွန်တော်ဟုတ်ဆိုရင်မကြာခင်မှာတော့၈၁၀မိနစ်ပြန်မျိုးဆက်ဖြစ်တော့မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ရာရှိတွေရဲ့ပေါ့နော်အလုပ်ငယ်သားတွေကိုဒီလိုမျိုးအနိုင်ကျင့်ပြီးတော့မှခြားစားနေတဲ့အမှုတွေကတော့ကျွန်တော်များစွာကြုံရရတာဖြစ်ပါမှာဟုတ်ဆိုရင်တို့ကိုယ်တိုင်ပြန်ပြောတော့မှထုတ်ဖော်ပြောကြားထားတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီဘောမိုက်ကွာဇဝင်းရနေပြီးတော့မှဘယ်လိုမျိုးပေါ့လို့ပက်စားတွေပြောထားပြီးတော့မှအားချုံမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် နောက်တစ်ခုက16ရက်3လ2025မနေ့ရအေးအေးအဖွဲတန်ရရရှိသူကျဒါကတော့ကျွန်တော်အပေါ်ပို့ပြီးပြီသူတို့မြေပြင်မှာဆက်လက်ဆောင်ရွက်တာမဆောင်ရွက်တာတော့မသိဘူးအဲ့ဒါအတွက်ကျွန်တော်ကအောက်ကနေ live ပေါ်ကနေပေါ်ရတာဖြစ်တယ်အေးအဖွဲတန်ရရရှိသူများနေလို့ဈေးကူးတဲ့နေရာအတိကျပါတဲ့စွတ်ပင်ရွာစာတင်ကျောင်းတဲ့ခရီးရန်ကျောင်းအပြေရွာဒေါ်လာကြီးဖျားတောင်ကုန်းနေရာမှာပါတဲ့ဈေးကူးသားမှုပေးနေတာကရေပေါ်ကြီးမှဈေးဝန်ထမ်းတွေတဲ့နောက်တစ်ခုကရေကလမ်းကျောင်းလမ်းချင်းများရှိသည့်တပြေတပြေပွင့်သစ္စာ၆တကားဘတ်ပတ်လေတဲ့ ထန်းတမင်မြို့နယ်ထန်းတမင်မြို့နယ်မြို့မြို့ထန်းတမင်မြို့နယ်မြို့စိုးတရားကိုလည်းမနေ့ကဝင်ပြစ်ထန်းတမင်မြို့နယ်မြို့စိုးတရားကိုမနေ့ကဝင်ပြစ်ဝင်စီးတာတဲ့ PDF ဂျမကအဖွဲလို့သိရတယ်ဂျမရဲ့ဇာတိကထန်းတမင်မြို့နယ်ကွအိုင်တမပါတဲ့မြို့နယ်ကွအိုင်တမပါတဲ့အခုအဲ့ဒီဂျမကလည်းထန်းတမင်မြို့နယ်ဇီကုံကျေးရွာဘုံကြီးကျောင်းရှိတဲ့တဲ့ရွာဦးထိပ်ကနှစ်တက်အိမ်အကြီးကြီးမှာနေပါတယ်လို့သိရတယ်အခုလည်းဇီကုံရွာ ိုးထိတ်ကနှစ်ထပ်အိမ်ကြီးမှာရှိနေတယ်လို့သိရတယ်တဲ့အဲ့ဒါကြောင့်လည်းဆောင်ရွက်နိုင်မှရန်သတင်းပို့တင်ပြပါတယ်တဲ့တပြေညော့မှာတက်စကန်းရှိပြီးကြံတဲ့နေရာတွေမှာ PDF နေရာတွေပါတဲ့ကြောက်ကြီးကြောက်ကြီးပေါ့စင်စိတ်ကြီးတော်ပုကြောက်ကြီးဘက်ကမ်းရွာမဲပလန်ရွာတလိုင်းအိုင်ရွာလေလေလန်ကူးလေလန်ကူးရွာလေးကုန်းသမစိတ်တာဖရားကုံမိချောင်းကုံရောက်တော့ညောင်ပင်သားညောင်ပင်သားကားလမ်းအရှိတ်တောင်ချေရင်ဇီးကုံအနောက်ဘက်မှာဆိုရင်တဲ့ ်ပီဒီအက်စကန်တွေပါရှိနေကြောင်းကြက်တက်ညောင်ပင်ရေဦးအများကြီးပါတဲ့နေရာနဲ့ကပီဒီအက်နေရာတွေပါအခုလက်ရှိအချိန်ထိတောင်ဦးတက်နေတဲ့သက်ဆိုင်ရာဌာနတွေကအလုံးမလုံးပဲတဲ့ဖဲသီးတွေများနေလားမသိဘူးတဲ့တပြေညွန့်ကြီးရွာကတန်တောင်ကြီးမြို့နယ်တောပုကြီးရွာကြောက်ကြီးဘက်ကန်းကြီးရွာနဲ့ညောင်ပင်သာအရှိဘက်ကားလန်းဇီကုန်းကြီးရွာနဲ့စင်စိတ်ကြီးကြီးရွာတွေကလည်းကြောက်ကြီးမြို့နယ်တွေရဲပါပါနေတဲ့ဇော်ဝဲရတော့ဗောနော်သူကနေဘယ်တော့မှကျွန်တော်တို့တော်လိုင်းရဆူတွေရဲ့ တည်ရင်ချက်လက်ကိုရတဲ့ပုံစံမျိုးနဲ့ပေါ်လိုဘက်ဆာပြောထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။သူလိုမျိုးပြောထားတယ်ပေါ့နော်။ကြတဲ့မျိုးတွေကလည်းတမျိုးပြီးတမျိုးဖြစ်နေတာပြပြမအောက်ချိန်မှာသူ့ကိုတည်ရင်ပြနေတဲ့အုပ်စုတွေရှိတဲ့စပရမအာချောင်ထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ဘလိုပဲပြောပြောသူတို့ကနေပြတော့မှာပေါ့နော်။ကျွန်တော်တွန်လိုင်းရဆုတွေရတည်ရင်ချက်လက်ကိုရတဲ့ပုံစံမျိုးပြောဆိုနေပေမဲ့ရှေ့တန်းစမရပြမအတော့မျိုးစားအများစုဖြစ်နေတာတော့စကောင်စီတဖို့ဝင်နေပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံတင်ကောင်းဝဲငပောက်ကနေပြတော့မှာ ကျတို့ဒီတော်လိုင်းအားစုတွေနဲ့ PDF တွေကိုဘယ်လိုမျိုးစောကားမောကားနဲ့ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဂျားနေဝါရာပြည်သူတွေကတော့ဆွေကူးမှတယောက်မှမရှိဘူး။အေးစစ်စစ်နေရဲ့။ဒီအကြမ်းဖက်ကိုထောက်ပံ့နေအကြမ်းဖက်ကိုအားပေးတဲ့အကြမ်းဖက်ကိုဝိုင်းရံနေတဲ့ဒီခင်ဗျားအကြမ်းဖက်အားပေးတွေပဲဒါကတော့လက်ပံမှာရှိမှာပဲလက်ပံမှာရှိမှာပဲ။အဲ့တော့အဲ့ဒီအကြမ်းဖက်ကိုအားပေးနေတဲ့သူတွေကိုပြောချင်တယ်နော်။ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေလုတ်တယ်ခင်ဗျားတို့ကတယောက်တော့ဝယ်လုတ်နေရဆိုတော့ဥစဉ်တို့တည်တယ်။ PDF ကိုလည်းခင်ဗျားတို့ကစာချင်းပေးရတယ်။ ်ဒီအနေကိုလည်းဆက်ကြည့်ပေးရတယ်ဒီအနေကိုလည်းဆက်ကြည့်ပေးရတယ်ခင်ဗျားတို့အကုန်လုံးပေးနေရတာနော်ခင်ဗျားတို့ရတာရတာနဲ့ပေးရတယ်တော့မကဘူးညီညွတ်တယ်နေကြားနေရတာနော်အဲ့တော့ဘုံကျဲကြီးဆိုမှကျမတို့မတည်တူတည်တလို့လို့နဲ့နော်ဖြစ်ပါလေဆိုဖေလေကောင်းထွက်အောင်ဟိုအော်လေအပူပဲအပူပဲနော်အဲ့တော့ပြည်သူများဟုပြောချင်တာကလက်ပံမာကပြည်သူထိတာထက်ပြည်သူတို့ဥစဉ်တော့တတ်မှတ်လို့မရပါဘူးဗျာနော်ပြည်သူတို့တကယ်စစ်မှန်တဲ့ပြည်သူတွေငင်းကြမှုကိုလိုရတဲ့ပြည်သူတွေ မြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလားတဲ့ပြည်သူတွေအင်းစင်းစင်းနေတဲ့ပြည်သူတွေကလက်ပတ်မှလည်းမရှိဘူးစေကူးမှလည်းမရှိပါဘူးဗျာနော်မရှိပါဘူးဒါမန္တလေးလိုနေရာနေရာတွေမှာအကုန်လုံးဆစ်ဆောင်နေရတာအခုလိုတပ်မတော်တွေအကြမ်းဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်အကြမ်းဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းတယ်ဆိုတာကလည်းပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့တောင်းတမှုကြောင့်လိုရတာပါဆစ်ဆောင်ဒီချက်ဆိုးအောင်မယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီချက်ဒီချက်ဆိုးအောင်မလဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနည်းပညာတွေကနည်းပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရလဲခုကပြည်သူကပေးတဲ့တည်င်းကိုပဲတပ်မတော်ကလုပ်နေရတာနော်ပြည်သူကပေးတဲ့တည်င်း ဒီအဲ့ချိန်ကပြည်သူကဒီနေရာဒီနေရာအတိအကျဒီနေရာမှာကျန်းဖက်တည်းရှိရဒီနေရာမှာရှိတယ်ဆိုတာကိုပဲလုံနေရတာမနေ့ကဥစဉ်တို့ပေါ့တောင်ပိုင်းမှာဆိုလို့ရှိရင်ထိုလေးတူသွားပဲမုံရတိုင်မူကြီးနားမှာကနော်တိုင်မူကြီးကတရင်ချက်ချင်းရတာနဲ့ဥစဉ်တို့တက်ကုန်းရခုပဲတောင်ပိုင်းမှာပေါ့နော်ဒါမီဒီယာတွေစူးစိနေတယ်ပီဒီအက်တွေစူးဝေးနေတဲ့နေရာကိုတိတိကျကျချပါတယ်ဒါတည်ဆုံးမှုကတော့ဘယ်လောက်ရှိတယ်ဆိုတော့ဥစဉ်တို့မတိရဘူးသူတို့တော့မသိဘူးပြောမှာမသိဘူးပြောမှာမသိဘူးပြောမှာနော်ခုတစဲမှာလဲသူတို့ဒီဥစဉ်တို့တက်မတော်ဘက်ကကြာတာပဲတက်မတော်ဘက်က ီလူစစ်တွေထိကြိုက်တာနဲ့တာတချို့တရားလောက်ပဲသူကချပြတာဟော30တို့ပဲတို့မှာဒီ PDF တွေ40လောက်သေးတယ်ဟိုဘက်မှာဥစဉ်တို့စင်ကူဘက်မှာစင်ကူလက်ပံမှာ30ကျော်လောက်သေးဒါတွေတို့ချမပြဘူးချမပြဘူးခေတ္တလည်းခေတ္တကလည်းချမပြဘူးပြည့်ပြည့်တွေဘယ်သူမှချမပြဘူးခွက်ခေါက်တွေကလည်းချမပြဘူးဒါတွေချမပြဘူးတို့ကလည်းချပြလို့မရဘူးတို့ကချပြလိုက်ရင် PDF တွေစိတ်ဓာတ်ကြမယ်စိတ်ဓာတ်ကြလို့ရှိရင်တို့တွေကစားဘောက်ကပိတ်သွားပြီအဆင်မပြေဘူးအဲ့တို့တွေက PDF တွေဒီမှာချချဒီမှာဆိုချပြအောင်ဒါတွေကို PDF တွေပဲတည် PDF တွေပဲတဘောပေါက်တယ် PDF တွေရဲ့ကိုယ်တိုင်ကလည်းငါတို့ကိုအကြောက်ပြပြီးဒီကောင်တွေခွက်ခွက်ပြေးပြေးတောင်းစားနေတာပါလားငါတို့ကပဲအစဉ်ပြေးနေတာပါလားသူတို့ကကြည်လွရတယ်ငါတို့ကိုမြောက်ပေးနေတာပါလားဆိုတာတချို့ PDF တွေလည်းအကုန်တိတာပဲအကုန်နားလဲတာအကုန်တဘောကဲငါပေါ်တော့ကျွန်တော်ဒီမန္တလေးအစဉ်ကိုမြို့နယ်ပေါ့နော်လက်ပံရောင်မှာစစ်ကောင်ဆင်းနေပြီးတော့ဘုံကျတက်ခိုက်တော်တဲ့ဖြစ်စဉ်မှာပြည်သူတွေများစွာတေးကြေခဲ့ပေမဲ့ပြည်ရက်တွေဖြစ်တယ်ဆိုပြုံးပါပါနော်ကျွန်တော်မိဘပြည်သူတွေကိုပေါ်ပန်းလေးဆက်ပြီးပြောထားတာဖြစ်တယ်တကယ်တမ်းကျတော့ကျွန်တော်ပြည်သူတွေဟာဆိုရင် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနေ့စဉ်နဲ့မျှခံနေရတာဒီမှာဒီစစ်ခွေးလော်ဘီတိုင်းနဲ့အရေးချုံကပေါ့လို့မျိုးပေါ့နော်ဘာဘာသားအုပ်စုတွေကနေပြီးတော့သွေးထိုးလို့ဆောင်မှုတွေကြောင့်စစ်ကောင်စီအနေနဲ့ဒီလိုမျိုးဆက်တိုက်ပြမှုတွေကျွလွန်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးကောင်တွေရပေါ့နော်စကားတွေကိုတိချလို့မထားပြတော့မှဒီအာချောင်နေတဲ့အုပ်စုတိုင်းကတော့သူတို့ပြောစကားတွေတွေပြန်ပြီးတော့မှတာဝန်ရောမှာပဲဖြစ်ပါတယ်ပြည်သူတွေကတော့အခုဆိုရင်အလုံးစုစုစီစဉ်နဲ့တိုက်ထုတ်တော့မှမလို့စစ်ခွေးတိုင်းအနေနဲ့ပေါ့နော်ဘုရားစာတွေမြင်များရွတ်ကြဖို့ခြင်းတော်တွေနေကနေပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ဒီဘောမှာမြို့ဆိုးရနေပြီတော့မှဘယ်လိုမျိုးတွေစစ်ပြောထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မြမတက်မလို့ဆိုတာမနစ်တနေ့ရမှာပေါ်ပေါက်လာတဲ့ဖွဲ့စည်းမှုပေါ့နှစ်ပေါင်း80နီးပါးအခိုင်အမာဖွဲ့စည်းတည်ရှိထားတဲ့တက်မလို့တည်ရပါပြောတာပဲနော်အဲ့ဒါကအစင်တန်းရှိတဲ့တက်မလို့တည်ရပါအဲ့ဒီလိုမျိုးတက်မလို့ကိုစစ်တန်းလေး3လလောက်တက်လက်နက်ဖို့အလူခံကြည်စံဖို့အလူခံပြီးဘာမှရှင်းရေးပညာမရှိတဲ့လူငယ်တွေက နှံအောင်တိုက်မယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့အရာဖြစ်နိုင်တယ်လေနော် NLD ထိပ်သီးပိုင်းကလူကြီးတွေနိုင်ငံကြီးခေါင်းဆောင်တွေမသိဘူးလားဆိုတော့သူတို့တိတ်တိတ်တာသို့တော်ညာလေသူတို့တွေလိုချင်တဲ့အာဏာရဖို့အတွက်လူငယ်တွေကိုတော်လန်ရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့အသုံးချခဲ့ပါတယ်လက်နက်ကင်လမ်းစဉ်လက်နက်ကင်ပြီးတိုက်ပွဲဝင်ကြမယ်လမ်းကြောင်းကိုပုံပေါ်ပေးခဲ့ပါတယ်ဒါဟာ တော်လန်ရေးလို့ခေါင်းစဉ်တက်မယ်အခင်းချင်းမဟုတ်ဘူးလို့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်တကယ်တမ်းဆိုလို့ရှိရင်6လအတွင်းမှာရွေးကောက်ပွဲပြန်လုပ်ပေးပါမယ်လို့အတီလင်းပြောထားပြီးသားကိစ္စတစ်ခု NLD လူကြီးပိုင်းညီနားလည်မှုရှိစွာနဲ့ကိုလူတွေကိုကိုထိမ့်ပြီးတော့များစနစ်တကျပြန်လဲစုဖွဲ့ပြီးတော့ရွေးကောက်ပွဲလမ်းကြောင်းကိုတွားမယ်ဆိုရင်အခုလိုမျိုးတိုင်းပြည်အထိမနာပါဘူးလူငယ်တွေမကြွလင့်ရပါဘူးအခုဆိုရင် လူငယ်တွေအများကြီးတည်ကြည်ပျက်စီးကြရပါတယ်။ PDMP ဆိုတာလည်းမြန်မာနိုင်ငံသားတွေပါပဲ။မြန်မာတက်မတော်သားတွေကလည်းမြန်မာနိုင်ငံသားတွေပါပဲ။နိုင်ငံရေးလူလေလူရှုပ်တွေခေါင်းစဉ်တက်လိုက်တဲ့နှွေဦးတော်လန်ရေးဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာမြန်မာနိုင်ငံမှာရှိတဲ့အဖိုးတန်လူငယ်တွေရဲ့အသက်တွေအဖိုးတန်တဲ့ဘဝတွေအဖိုးတန်တဲ့အတိုက်အမြုံတွေအများကြီးပြုကွဲကြရပါတယ်။အဲ့တော့ဗျာကိုတိုင်းပြည်မှာကိုလူမျိုးအချင်းချင်း နိုင်ငံရေးလမ်းကြောင်းကနေတစ်ဆင့်ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်သွားလို့ရပါတယ်တော်လန်ရေးဆိုတဲ့ဝေါ်ဟာလာကြီးကဒီအခင်းချင်းနဲ့မထိုက်တန်ပါကိုလိုမျိုးအချင်းချင်းကိုဖြစ်ချင်တာကိုကိုသွားချင်တာကိုရွေးကောက်ပွဲလမ်းကြောင်းကနေတစ်ဆင့်သွားလို့ရပါတယ်ကဲဒီမရင်းကောင်ကိုမြို့ဆိုအနေပြောရမှာပါနော်အခုဆိုရင်ကျွန်တော်တို့လူငယ်တွေကလမ်းမရောက်နေပြီဆိုတဲ့ပုံစံမျိုးနဲ့မျောလိုက်စက်တော့တောင်းမနိုင်တော့ဘူးဆိုတာပေါ့နော်ပေါ်လိုပဲဆက်ပြောထားတာဖြစ်တယ်တကယ်တမ်းကျတော့ကျွန်တော်တို့ စကောင်စီတပ်ဖွဲ့ဝင်တွေကဒေါ်လိုင်းရဆုတွေအစီမှာခလုံးပြီးတော့မှဟုတ်ဆိုရင်တတိုင်းရှုံးနေရတဲ့အနေထားတို့သူတို့ကိုယ်တိုင်သိရှိထားတာပဲဖြစ်ပါတယ်။မင်းတော်ရင်တို့အုပ်စုအနေနဲ့ဒီစခွေးတတိုင်းကနေပြီးတော့မှလဲပါနော်။သူတို့အနေနဲ့ဒီစစ်တပ်တီထောင်လာတာ290ကျော်80နီးပါးရှိနေပြီဖြစ်ပြီးတော့မှတော်လိုင်းရဆုတွေကနေပြီးတော့မှစစ်တင်တန်းလား3လလောက်နဲ့တက်ပြီးတော့မှပေါ့နော်မနိုင်နိုင်ဘူးဆိုပြီးတော့မှပြောဆိုနေချက်ပေမဲ့ကျွန်တော်အခုချိန်မှာတော့တော်လိုင်းရဆုတွေထိန်းချုပ်ထားတဲ့မြန်မာပြည်တပီလုံးမှာရှိတဲ့နေမျိုးစုစုပေါင်းပေါ့နော်80ရာခိုင်နှုန်းနီးပါးကိုရရှိထားတာပြီးတော့မှကြာခင်မှာတော့စခွေးတိုက်ကတော့ သူတို့ရဲ့နေဝင်ခြင်းကိုများတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ခုလိုမျိုးအားချောင်းနေမဲ့ဆောက်ပါနော်။ဘသူကနိုင်နေပြီလဲဘသူကရှုံးနေပြီလဲဆိုတာကိုသူတို့ကိုယ်တိုင်ခွဲခြားသိမြင်သဖို့လွန်နေပြီဆိုတဲ့အကြောင်းဒီနေ့ကနေပြောလို့ပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ဒီမြင်းချံ Black Tiger ဖွဲ့ရပါနော်။ဘုံမိုက်ခဲကနေပြီးတော့မှသူတို့လူငယ်တွေနဲ့ဒီမြင်းချံ Black Tiger ဖွဲ့အနေနဲ့ဘလိုမျိုးတွေရှေ့ဆက်ပြီးတော့မှတိုက်ပွဲတွေပေါ်ဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့အားလေးတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ ဟိုနုနယ်လေးတဲ့အရွယ်ပေါ့ဒီရွယ်လူငယ်လေးဆိုတာဘောနော်သူတို့ခံစားချက်နဲ့ပဲလာလာခံယူချက်နဲ့ပဲလာလာတေချာတာတခုကတော့သူတို့အကောင်းနဲ့အဆိုးဘောနော်ခွဲခြားသိမြင်လို့လာတာဖြစ်တယ်ဒီချိန်မှာသူတို့ဘောနော်အဲလုံးဝစစ်စိတ်ကြီးလေးဝင်အောင်လုပ်ပြီးလို့မရအောင်နော်တိုက်ခိုက်ရေးကိုပြေးဝအောင်လုပ်မယ်ပြီးရင်တနက်ကင်တာကင်လို့တနက်ကင်တာလွယ်တယ်ဘောနော်အဲ့တနက်ကိုစောင့်ထိုင်းရမယ်ကျင့်ဝတ်တွေပြီးရင်ဒီတနက်ပေါ်မှာတာယာမတော်ဘူးပြီးရင်ဘောနော်တာဝန်နဲ့အာဏာနဲ့ဟို ဘောနော်အဲ့အဲ့ကြားလေးတွေကတော်တော်လေးဘောနော်လွဲမားသွားတဲ့လူတွေများတယ်ဘောနော်အဲ့ဒါမျိုးကိုမဖြစ်အောင်လို့ညီတို့ထိန်းရတယ်ဗောတချို့ကမြေတားလေးနဲ့ထိန်းရတယ်သွားရတယ်ပြီးရင်ကျွန်တော်တို့ဒီစစ်တင်တန်းမှာဆိုလို့ရှိရင်ဒီစစ်တင်တန်းကြီးတိတတ်မဟုတ်ဘူးဘောနော်စစ်စစ်တိုက်တတ်အောင်လောက်ရင်မဟုတ်ဒီအဓိကဖြစ်ဒီညီတို့ညီတို့ရဲ့ဘောနော်အဲဘောနောညှို့မှန်းချက်ဆိုတာရှိတယ်ညီတို့ညီတို့မှာပန်းနိုင်ရှိတယ်ညီတို့ရဲ့ရီမှန်းချက်ရှိတယ်ညီတို့ဒီစစ်စစ်ကြီးတိတက်တိုက်နေရမှာမဟုတ်ညီတို့ရဲ့ရီမှန်းချက်ရှိအဲ့ဒီရီမှန်းချက်ကိုဘာလို့ဒီရီမှန်းချက်သွားနေရတာလဲဆိုတဲ့ရွေချက်ပေါ့ငါတို့ပြည်သူဘယ်လိုကာကွယ်ရမလဲပြည်သူကအမိ ီသူကအဖဆိုတဲ့စောင့်မုတ်ဒီပေါ့နော်ကျွန်တော်ရဲဘော်တွေကောင်းကောင်းရိုက်သွန်းထားတာရှိနော်ပြီးရင်ဒီပေါ်မှာပေါ့နော်ကျွန်တော်တို့ကလူငယ်တွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်တို့ရဲဘော်တွေကပေါ့နော်အနည်းငယ်ခံကြရတယ်ပြစ်ဆက်ရဲတယ် เออเนาะอะอะอะตุบ่เนาะเออบ่เนาะเออบ่รู้ว่ามาอนินาอนินาอนินาคันพี่บ่เนาะปิปิเสร็จตัวจ้าได้ลูกเงินนี่เราพวกเรามาตลอดมาได้ปิเสร็จได้ลูกอาสุดีแต่เราก็กองต่อไม้นี่ขึ้นจ้าเอออจีไส้ดีบ่เนาะลูกจีไส้ลูกเราไม่เบียวเนาะเราลูกจีได้เราเรากองแน่เลยสู้โลไม่อยากบ่ลูกจีได้ยกเองปูซูเลยบ่เนาะเออเราลูกเงินนี่อจีไส้ดีဝင်ตัวจ้าเนาะงาหนีงาเย่บ่บ่เนาะงาเย่เผ็ดบ่เราอ่ะตินแนจองตะคูอ่ะ ဘောနော်မွေးထုတ်မွေးထုတ်ပေးတာဖြစ်တယ်ဘောနော်ပဲစစ်သားပဲမဆိုအဲ့တော့ကြတော့ဒီတင်တန်းရဲ့တင်တန်းဆရာတွေပေါ်မှာမူတည်ပြီးတော့အကျဉ်းစာလိုက်တာနေစစ်ရည်စစ်သွေးတွေဆိုတာကွာချသွားတာပါပင်ကူပင်ကူဘောနော်ဗီဇာပဲပြောပြောဗာပဲပြောပြောခံယူချက်တင်ချီလို့ရှိရင်ပြန်ပြင်လို့ရပါတယ်ညီတို့မှလည်းဗီဇာရှိကြပဲလေနော်ညီတို့လွတ်လွတ်လပ်လပ်နေကြတယ်ပြလိုက်တာလို့ရှိရင်ဒါပေမဲ့ဒီချိန်မှာညီလို့လို့မရဘူးလေနော်ဗီဇာဆိုတဲ့အတိုင်းတာတစ်ခုကရီမန်းချက်တွေဆွမ်းတော့လေပြင်လို့ရပါတယ်အဲ့လိုပဲပေါ့အဲညီတို့အရင်ကကိုကြီးတို့ပြောတယ်ပေါ့နော်ဆွမ်းတော့ပြောတယ်အင်တာဗျူးနေပေါ့နော်ညီတို့ဒီ လုပ်တဲ့ကိစ္စတွေရဲဘော်တွေဆိုရင်လည်းအခုဘာပဲဖြစ်ဖြစ်ကြီးပိုင်းနဲ့ရောက်သွားရင်တချို့ကြတဲ့ရဲဘော်တွေလည်းရှိသလိုအဲဒဏ်ရတဲ့ရဲဘော်တွေလည်းများစွာရှိတယ်အခုဘောတော့အဲညို့ရဲဘော်တွေကိုလက်နက်ကင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့ရဲဘော်တွေအားလုံးကအခုပေးဆက်ပြီးတော့စစ်တွေ့ကြုံတွေယူနေတယ်အဲတချို့ဆိုရင်ပြည့်ဆက်သွားရတာရှိတယ်တချို့ဆိုရင်လည်းဘောနောအများသွားပါဘောနောဘောနောအထိကိုက်နေရတယ်အများကြီးရှိတယ်ဒါတွေအားလုံးကဘာလဲဆိုတော့ညီတို့ MPG တက်ဖွဲ့ကနောက်လာမယ့်ရဲဘော်တွေဘောနောစစ်ကိုကောင်းကောင်းတိုက်နိုင်အောင်မျက်နှာမငယ်ရအောင် ောင်းပြန်နေရဘူးသူတို့ဂျူလာနေရဖြစ်တယ်။နော်ညီတို့ရဲဘော်တွေဆိုတဲ့အခုဆိုရင်တော်တော်လေးများများပါတော့။အဲနတ်တို့မှန်ရင်ဂျူဂျူချက်မကင်းဘူးဆိုသူတို့ကြားမဲမှန်ရင်လည်းကြည်ရမကင်းလို့ပဲဆိုရမှာလားမသိဘူး။ချို့ရတွေကတော်တော်လေးပေါ့နော်အပြည့်အစုံကြီးများတယ်။ဒါပေမဲ့ညီတို့လူငယ်တွေကပေါ့နော်လက်လျှော့သွားမှာမဟုတ်အကောင်းဆုံးဆက်ဂျူသားသွားမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့ပေါ့နော် MPD ကောင်းဆောင်ဖို့မှခဲ့တော့ပြပြတတ်တာနဲ့လူငယ်ပြပြသူ့ရဲ့အတွေ့အခေါ်တွေချက်ပြပြောဆိုထားတာပဲဖြစ်ပါတယ်။လူမျိုးပေါ့နော်တိတ်ကငယ်ပြင်မဲ့ အသွေးခေါ်တဲ့ရင်းချပြီးတော့မှခုဆိုရင်သူရဲ့ဒီလက်အောင်ငယ်သားတွေနဲ့အတူတူကစီလုံးညော်ဆိုရနဲ့ကျွန်တော်မြင့်ချန်တဲ့တဝိုက်မှာဒီတိုက်ပွဲတွေကိုဖော်ဆောင်နေတာပဲဖြစ်ပါတယ်အရင်တော့ကကျွန်တော်ပေါ့နော်ရေစကြိုတိုက်ပွဲမှာဆိုရင်လည်းသူတို့တပ်ဖွဲ့အပါဝင်ကျန်တဲ့တော်လိုင်းရစုတွေနဲ့စူပေါင်းပြီးတော့မှစစ်ကောင်စစ်စစ်ကြောင်းတစ်ခုလုံးလိုက်ကိုဖြိုချနိုင်ခဲ့တော့ကျွန်တော်ကြည့်မယ်ဆိုရင်ဒါကသူတို့ရဲ့ပေါ့နော်ဒီအားကောင်းတဲ့တတိဆွမ်းရည်တွေကိုကျွန်တော်မြင်ရတာပြုံးမှမကြခင်မှာတော့ တော်တော်များများချမ်းနယ်မှာတွေးဆိုးနေတဲ့ဒေတာယူမွန်တို့လိုပေါ့နော်ယူခွေတတက်ကိုလည်းဆုံးမသွန်တင်ပေးနိုင်ဖို့မျှော်လင့်ရတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအညာတွေတာမှာခေါင်းဆောင်ခေါင်းတွေများစွာရှိနေတာဖြစ်ပြီးတော့မှကျွန်တော်တိုင်းတားလဲနဲ့ကိုင်တပ်ဖွဲ့တွေကနေပြီးတော့မှဥဆောင်ပြီးတော့မှတပေါင်းစုတစ်ခုအနေနဲ့ဖွဲ့ပစ်လိုက်မယ်ဆိုတော့ကျွန်တော်တို့မှကြခင်မှာတော့စစ်ကောင်စီတွေရှိတယ်ပေါ့နော်နေပြည်တော်ထိတသိမ်းနိုင်တယ်ဆိုတဲ့ကြောင့်ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီတို့များလုံးစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြည့်စုံပြီးတော့မှ တရားရေးချန်နယ်ညာလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေစုမှုကောင်းတောင်းပေးလိုက်ပါတယ်